ဒီနေ့ခေတ်ကတော့ AI နဲ့လူတူဆက်ရုပ်တရခေတ်ကိုတကယ်ကိုရောက်ရှိလာပြီလို့ပြောရမှာပါဒီနည်းပညာတွေအားလုံးကလည်းအရန်မြန်မြန်တိုးတက်နေကြပါတယ်မကြသေးခင်မှာကျင်းပခဲ့တဲ့ Nvidia ရဲ့2025 GDC ပွဲမှာဆိုရင်နည်းပညာတွေကတော်တော်လေးကိုတိုးတက်မှုရှိလာခဲ့တာကိုတွေ့ရပါတယ် ဲ့ဒီထဲမှာ Groot N1 လို့ခေါ်တဲ့အစွမ်းထက် AI model လည်းပါဝင်ပါတယ်ဒီ model ကစက်ရုပ်တွေကိုတွေးခေါ်နိုင်ဖို့ plan တွေချနိုင်ဖို့နဲ့ရှုပ်ထွေးတဲ့အလုပ်တွေကိုတိတိကျကျဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ဖန်တီးထားတာပါဒါပြင် Nvidia ဟာ Google DeepMind, Disney Research တို့နဲ့ပူးပေါင်းပြီးတော့ Newton လို့ခေါ်တဲ့ Physics Engine တစ်ခုကိုလည်းတီထွင်ထားပါတယ်။ဒီ engine ကတော့စက်ရုပ်တွေကိုကဘာမြင်နဲ့လိုင်လျောညီထွေနေနိုင်အောင်သင်ပေးတဲ့ပုံစံတွေကိုပြောင်းလဲပြစ်နိုင်မှုပြင်ဆင်ထားတာပါ။ ဒါရင်မကသေးပါဘူး Dobot Noitex Kepler နဲ့ Engine AI တို့လိုကုမ္ပဏီတွေကနေထုတ်လုပ်တဲ့ Bluetooth ဆက်ရုပ်အသစ်တွေရလည်းအခြေခံအလုပ်တွေထက်ကိုကျော်လွန်လာပြီးတော့တွေးခေါ်တာစီစဉ်တာနဲ့အိမ်အောင်တန်ရှင်းရေးလုပ်ပေးနိုင်တဲ့အထိနယ်ပယ်တွေချဲ့ထွင်လာနေကြပါတယ်ဆိုတော့ဒီလိုနီးပညာတွေတိုးတက်လာတာနဲ့အမျှအိမ်မှုကိစ္စတွေစက်ယုံအလုံးယုံတွေအပြင်တခြားသောနေရာတွေမှာတော့မှစက်ယုံတွေကကျွန်တော်တို့အတွက်ဘလို့တွေအထောက်အကူပြုလာနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ် ဒါကြောင့်ဒီနေ့မှာတော့ကြောက်စရာကောင်းလောင်းတိုးတက်လာနေတဲ့လူတူဆက်ရုပ်တွေအကြောင်းကိုအဓိကထားပြီးတော့မိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ San Jose မြို့မှာကျင်းပခဲ့တဲ့ Nvidia ရဲ့ GTC ပွဲမှာဆိုရင် CEO ဂျန်ဆန်ဟွမ်းကလူတူဆက်ရုပ်တွေရဲ့တိုးတက်လာနိုင်မှုကိုအရှိန်မြင့်တင်ပေးနိုင်တဲ့နည်းပညာတော်တော်များများကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ။အဲ့ဒီထဲမှာအကောင်းဆုံးအနေနဲ့သတ်မှတ်ထားတဲ့ Isaac Group N1 model လည်းပါဝင်ပါတယ်။ဒီ model မှာရေပူရအဖြစ်ကျွန်တော်တို့လူသားတွေမှာရှိတဲ့စင်ဂျင်တုံတရားနဲ့ scale တွေပါဝင်လာတဲ့ကမ္ဘာအကောင်းဆုံးသော foundation model ဆိုပြီးကျင်ညာခဲ့ပါတယ်။ဘဝကတော့ generalized robotic တွေရဲ့ခေတ်ကိုရောက်ရှိလာပါပြီလို့ပြင်းပြင်းထန်ထန်ကြွေးကြော်သွားခဲ့တာကိုလည်းတွေ့ရပါတယ်။တစက်တည်းမှာ 1S company ဘက်ကထုတ်လုပ်ထားတဲ့ Bluetooth ဆက်ရုပ်တစ်ခုရဲ့တန်ရှင်းရေးလုပ်နေတဲ့ဗီဒီယိုကိုလည်းပြသခဲ့ပါသေးတယ်။ ဲ့ဒီဆက်ရုပ်ကအိမ်သုံးပစ္စည်းတွေကိုအလွယ်တကူကောက်ယူနိုင်ပြီးတော့တင့်တော်တဲ့နေရာတွေကိုရွှေ့ပြောင်းပေးနိုင်နေတာကိုလည်းတွေ့ရပါတယ်။ဒီလိုအန်အောဖို့ကောင်းတဲ့လှုပ်ရှားမှုတွေအားလုံးကို Group and One Model ပေါ်မှာအခြေခံပြီးတော့တည်ဆောက်ထားတဲ့ Post Train Policy ကနေလမ်းညွှန်တင် जा ပေးထားတာဖြစ်တယ်လို့ဆိုပါတယ်။ဆိုတော့ Group and One Model ကလူတူဆက်ရုပ်တွေအတွက်တော့ Game Changer တစ်ခုဖြစ်လာနေပြီလို့တောင်ပြောလို့ရနေပါပြီ။ဘာလို့လဲဆိုတော့လူတွေရဲ့တွေးခေါ်အလုပ်လုပ်ပုံတွေကိုအတိအကျတုပ်ပထားနိုင်တဲ့ အစွမ်းထက် Jewel System Design ကိုခြေခံပြီးတော့တည်ဆောက်ထားတာကြောင့်ပါအဲ့ Jewel System ထဲမှာ System 2အပိုင်းကတော့နှေးကွေးပြီးရွေချက်ရှိတဲ့တွေးခုံမှုအပိုင်းတွေကိုအဓိကကင်တွေပါတယ်လုံဆောင်ချက်တွေတိုင်းကိုဂယုတဆိုင်စီစဉ်ပြီးတော့မှရှုပ်ထွေးတဲ့အလုပ်တွေကိုလုံဆောင်နိုင်ဖို့ plan တွေချပေးပါတယ် system 1အပိုင်းကတော့ system 2ရဲ့ plan တွေကိုညှန်းဆန်ပြီးတိကျတဲ့လှုပ်ရှားမှုတွေဖြစ်နေပြောင်းလဲပေးပါတယ် ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့နျူတန်အကြောင်းပါနျူတန်ဆိုတာကတော့စက်ရုပ်တွေအတွက်အထူးပြုလုပ်ထားတဲ့ယူပါဗေဒအင်ဂျင်ဖစ်စစ်အင်ဂျင်တစ်ခုဖြစ်ပါတယ်ဒီအင်ဂျင်ကို Nvidia Google DeepMind နဲ့ Disney Research တို့ပူးပေါင်းပြီးဖန်တီးထားကြတာပါစက်ရုပ်တွေကိုရှုပ်ထွေးခတ်ခဲတဲ့အလုပ်တွေလုံဆောင်လာနိုင်အောင်လို့ ਨੇ လက်တွေ့တိတိကျကျတင်ယူနိုင်အောင်ကူညီပေးနိုင်ဖို့ရည်ရွယ်ထားပါတယ် ဆိုလိုတာတကယ်လက်တွေ့ဘဝထဲမှာလူတွေပစ္စည်းတွေဘလို့လှုပ်ရှားရွေရှားနေကြလဲဥမာဘလို့ကောက်ခုံတာလဲဘလို့လမ်းလျှောက်တာလဲဘလို့ရေရှားတတ်ကြလဲဒါမျိုးတွေကို virtual ပတ်ဝန်းကျင်ထဲမှာ live ပြီးတူပနိုင်အောင်လှုပ်ထားပေးတာပါဒါကြောင့်ဆက်ရုပ်တွေကတကယ်ကဘာတွေကိုမဝင်ခင်မှာဒီ virtual world ထဲမှာပဲအရင်ဆုံးကျွမ်းကျင်လာအောင် လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။တကယ်တော့ဆက်ရုပ်တွေတကယ်ကဘာမှာလှုပ်ရှားနိုင်ဖို့ဆိုရင်ယူပဗေဒအခြေခံတွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။ နယူတန်ကဒီလိုရှုပ်ထွေးတဲ့ယူပဗေဒအခြေခံတွေကိုစက်ရုပ်တွေနားလည်လောင်ကူညီပေးတဲ့အတွက် developer တွေအနေနဲ့စက်ရုပ်တွေကိုပို့ပြီးထိရောက်တဲ့နီလန်းမျိုးတွေနဲ့လေ့ကျင့်ပေးနိုင်လာမှာဖြစ်ပါတယ်ယူတန်စောစောစီစီစတဲ့အသုံးပြုခဲ့တဲ့အဖွဲ့အစည်းကတော့ Disney Research လို့ပြောရမှာပါသူတို့ကနယူတန်ကိုတုံးပြီးတော့သူတို့ရဲ့နောင်မျိုးဆက်ဆက်ရုပ်ဇာတ်ကောင်တွေကိုဖန်တီးနိုင်ဖို့စီစဉ်နေပါတယ်အထူးသဖြင့် Star Wars စကားတွေကဇာတ်ကောင်ဇာတ်ရုပ်တစ်ခုဖြစ်တဲ့ BDX Drive တွေကိုအဓိကထားထားတာပါ ။ BDX Drive တွေကတော့တင်းငယ်လှင်မြန်ကြတဲ့စူးစမ်းလေ့လာရေးစက်ရုပ်လေးတွေဖြစ်ပါတယ်။ဒီစက်ရုပ်လေးကို GTC ပွဲရဲ့ဆင်မြင့်ပေါ်မှာဂျန်ဆန်ဟွမ်းနဲ့အတူတူ တွေ့ခဲ့ရပါတယ်။သူတို့ Disney ရဲ့ပန်းခြံတွေထဲမှာလည်းဧည့်သည်တွေကိုနီနီကက်ကက်အဲ့ခံပေးနိုင်ဖို့နဲ့ပိုအသက်ဝင်ပြီးပိုစိတ်ဝင်စားစရာကောင်းစေဖို့လည်းရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဒါရီအပြင် MBA ရဲ့နေပညာတွေတိုးတက်လာတာနဲ့အမျှကဘာတဝမ်းလုံးကတခြားသောမျက်နှာသိနေပညာကုမ္ပဏီလေးတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်လူတူစက်ရုပ်တွေကိုအပြိုင်ဆိုင်ဖန်တီးလာနေကြပါတယ်။ဥပမာတစ်ခုအနေနဲ့တရုတ်နိုင်ငံကထုတ်တဲ့ Dobot စက်ရုပ်ကိုပြရမှာပါ။ဒီစက်ရုပ်က Cherry သီးလိုမျိုးနူးညံ့တဲ့ပစ္စည်းလေးတွေတောင်ကောက်ယူနိုင်ပြီးတော့ဒူးကိုလည်းလူတွေလိုတစ်ဖြောင်တည်းပုံစံနဲ့လမ်းလျှောက်နိုင်တယ်လို့သိရပါတယ်။နောက်တစ်ခုကတော့ Noitix and 2 Bluetooth စက်ရုပ်ပါ။ ဒီစက်ရုံမှာ Nvidia Jetson မော်ဂျူးတစ်ခုပါဝင်လာပြီးတော့ GPU memory ကိုလည်း 8GB အထိထည့်သွင်းပေးထားပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်ကိုလေးလာပြီးတော့အရာဝတ္ထုတွေကိုခွဲကြတာ၊လှုပ်ရှားမှုတွေကိုထိန်းချုပ်တာနဲ့အတားအဆီးတွေကိုရှောင်ရှားတာမျိုးတွေမှာပိုပြီးတော့အားကောင်းလာတယ်လို့ဆိုပါတယ်။နောက်ထပ်မျက်နှာသစ်စက်ရုံတစ်ခုကတော့ Kepler K2 Lutu စက်ရုံပါ။သူ့မှာအတော်လေး powerful ဖြစ်တဲ့လက်ချောင်းလေးတွေပါဝင်လာပြီးတော့လေးလံတဲ့အရာတွေကိုမားနိုင်တာ ကျန်းတဲ့မြေပြင်တွေမှာတွာလာနိုင်တာစတဲ့အားသာချက်တွေရှိပါတယ်။နောက်ဆုံးအနေနဲ့တော့ engine AI ရဲ့ PMO1 ဆက်ရုပ်အကြောင်းကိုပြောပြဖို့ရှိပါတယ်။ဒီဆက်ရုပ်ကတော့ကြီးစုတဲ့သူတွေအားတော့ CGI လားလို့တော့မေးခွန်းထုတ်ရတဲ့အထိဖြစ်လာနေပါတယ်။ဗီဒီယိုတစ်ခုထဲမှာဆိုရင် လူအစင်းနဲ့ရှင်တွဲပြီးတော့ကောက်ခုံနေတာကိုလည်းတွေ့ခဲ့ရပါတယ်။အော်စရာကောင်းလောက်အောင်ချုံးမွေးတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နိုင်ဖို့လက်လေပင်နဲ့ခါးတွေကိုပါတေချာပြင်ဆင်ထားတာကိုတွေ့ရပါတယ် Intel N97 နဲ့ Nvidia Jetson Orion ပါဝင်တဲ့ Jural chip system နဲ့တိဆောက်ထားပြီးတော့တစ်စက္ကန့်2မီတာအထိလမ်းလျှောက်နိုင်တယ်လို့လည်းသိရပါတယ်။ဘက်ထရီကတော့ပုံမှန်အသုံးပြုမယ်ဆိုရင်2နာရီလောက်ခန့်တယ်လို့ဆိုပါတယ်။ engine ai ကဒီဆက်ရုပ်ရဲ့တန်ဖိုးကိုတော့ဒေါ်လာ3300ဝန်းကျင်အထိရည်မှန်းထားတယ်လို့ဆိုပါတယ် ဆိုတော့ Nvidia Google Deep Mind Disney တို့အပြင်တခြားသောမျက်နှာသစ်နည်းပညာကုမ္ပဏီတွေကနေဒီနှစ်ထဲမှာပဲဒီလိုအဆင့်မြင့်တဲ့ Bluetooth ဆက်ရုပ်တွေကိုအပြိုင်ဆိုင်ထုတ်လုပ်လာနေကြတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးကလည်းတကယ့်ကိုအရေးပါတဲ့အလှည့်ပြောင်းအချိန်တစ်ခုကိုရောက်ရှိနေပြီလို့ယူဆရမှာဖြစ်ပါတယ်။ဒီပေါ်မှာမိတ်ဆွေတို့တဦးတယောက်ချင်းစီရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ။မိတ်ဆွေများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ ဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ဆက်ပြီးတော့လည်းဗီဒီယိုလေးတွေတင်ပေးသွားအောင်မှလို့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ကြပါအောင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်